အမေရိကန်ရဲ့နျူကလ িয়ার စမ်းသပ်တဲ့နေရာကဘောလုံးအသင်းအလုံးမမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေပေါ်လာတို့ပြန်လည်ပြီးတော့ကြိုးစို့ပါရယ်ကမ္ဘာမှာဘောလုံးအသင်းမရှိတဲ့နိုင်ငံမီးတောင်ကျွန်းနဲ့တနာကြောက်တန်းကျွန်းစုများဝန်းရံထားတဲ့ Pacific သမုဒ္ဒရာအလယ်ကမာရှယ်ကျွန်းစုနိုင်ငံတော်လေးအဲ့ဒီနေရာလေးကအမေရိကန်ရဲ့နျူကလ িয়ার စမ်းသပ်တဲ့နေရာလေးဖြစ်ဘူးတယ်အခုမာရှယ်ကျွန်းစုလေးကကမ္ဘာဘောလုံးလောကရဲ့လွတ်လပ်စွာပြန်တန်းလာတော့မယ် အိမ်မက်တွေအမှန်တကယ်ဖြစ်လာတော့မယ်အင်္ဂလိပ်လူမျိုး Rio Wars ကမာဆယ်ကျုံးစုလေးစီဘောလုံးအားကစားနီးယူဆောင်လာမှာပါပဲအာဆိုရှိုင်းယားဒေတာကန် Owas ကကနေဒါအမေရိကန်နဲ့ဆွီဒင်တို့မှာဘောလုံးအားကစားနီးတိုးတက်အောင်ဦးဆောင်ပေးခဲ့ဦးတယ်သူရဲ့ online နည်းပြသင်တန်းကိုမာဆယ်ကျုံးစုရဲ့ဘောလုံးဥက္ကဋ္ဌဖြစ်လာမဲ့ Shelvyn တက်ရောက်ပြီးတဲ့နောက်နျူကလ িয়ার စမ်းသပ်ခံနယ်မြေကနေဘောလုံးပွဲတွေကျင်းပမဲ့နယ်မြေအဖြစ်ဦးတည်လာတာပါပဲ WhatsApp ကနေသင်တန်းတက်ပြီးတဲ့နောက်ဇန်နဝါရီကိုနီးကိုဟန်နဲ့ တီထွင်မှုတွေပြုလုပ်လာတယ်ဆိုပြီးတော့ပြောခဲ့တယ်။ Live Wars ကလည်းကျွန်တော်ရဲ့အိမ်ကြီးချင်းတွေဖြစ်တဲ့ Solomon Jones ဥပါပူနယူဂီနီနိုင်ငံတွေကကစားမတွေကိုပိုင်ဆိုင်ထားပါပြီ။သူတို့ရဲ့အကူအညီယူပြီးတော့ဘောလုံးအားကစားနည်းဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားပါမယ်။ FIFA အသီးအမှတ်ပြုနိုင်ငံဖြစ်ချင်ပြီးတော့ Confederation ပြိုင်ပွဲနဲ့ Olympic ပွဲတွေကစားခွင့်ရချင်တယ်လို့ပြောခဲ့တယ်။ Marcel Jones ဥက Pacific သမုတ်တရားရဲ့အလဲမှာလူဦးရေ၄000ဝန်းကျင်ပဲရှိတဲ့နိုင်ငံငယ်လေးပါ။ Live Wars ဥဆောင်တဲ့ Marcel ဘောလုံးအဖွဲ့ချုပ်က လေးနိုင်ငံပတ်လည်ဖလားပြိုင်ပွဲလေးကျင်းပခြင်းနေတယ်။ FIFA အသီးမပြုတ်နိုင်ငံတွေဖြစ်တဲ့ Tax and Caicos, US Virgin Island နဲ့ Guam တင်းတွေကိုဖိတ်ကြားသွားမှာပါ။ပွဲကျင်းပမယ့်နေရာကမာရှယ်ကျွန်းစုနဲ့မိုင်ပေါင်း6200ဝေးတဲ့ Arkansas မှာပါ။အဲ့နေရာမှာမာရှယ်ကျွန်းစုကဒေသခံတွေရဲ့အတိုက်မြုံလင်ရှိနေပါတယ်။ Live Wars က2023ခုနှစ်ကနေစတင်ပြီးတော့မာရှယ်ကျွန်းစုဘောလုံးအသင်းဖြစ်တည်လာအောင်ဥဆောင်လုံပန်းနေကြတာပါ။မာရှယ်ကျွန်းစုမှာဘောလုံးနဲ့ပတ်သက်တဲ့အခြေခံအစားအဦးတစ်ခုမှမရှိခဲ့ပါဘူး။ မာဆယ်ကျွန်းစုဘောလုံးအဖွဲ့ချုပ်ကသူတို့နဲ့ခြေစမ်းပွဲလာကစားတဲ့အသင်းတွေကိုပေါင်း2000ဘူးအားကစားပစ္စည်းတွေလက်ဆောင် ပြန်ပေးခဲ့တယ်။မာဆယ်ကျွန်းစုကဒုတိယကမ္ဘာစစ်အတွင်းမှာအမေရိကန်နိုင်ငံအနုမြူဘုံစမ်းတက်တဲ့နေရာဖြစ်ခဲ့ပါတယ်။1986ခုနှစ်မှာမာဆယ်ကျွန်းစုက Sovereign Nation ဖြစ်လာတယ်။အမေရိကန်ရည်ကြီးမှုလွှမ်းမိုးခံပြီးတော့ဘောလုံးအားကစားနည်းမှာခေတ်နောက်ကျနေတဲ့နိုင်ငံလိုလဲဆိုပါတယ်။အမေရိကန်မှာဘောလုံးအားကစားနည်းဖွံ့ဖြိုးတိုးတက်လာတော့မာဆယ်ကျွန်းစုကလူတွေလဲဘောလုံးကိုပို့ပြီးတော့ဆွဲလန်းလာတယ်။ အမေရိကန်စစ်ကန်တွေအခြေချတဲ့နေရာတစ်ခုဖြစ်ပြီးတော့ဘေ့စ်ဘောနဲ့ဘတ်စကတ်ဘောအားကစားနည်းတွေကိုမာရှယ်ကျွန်းစုကလူတွေကအရင်ဆုံးစိတ်ဝင်စားခဲ့တာပါအခုတော့ဘောလုံးအားကစားနည်းကသူတို့ရဲ့အသေးစွဲဖြစ်လာတယ်နျူကလ িয়ার စမ်းသပ်ခံနေမြေဖြစ်ဘူးလို့ယာတီဥရုအပြောင်းလဲတဘာဝပတ်ဝန်းကျင်အပြောင်းလဲကမြန်ဆန်ပါတယ်ပင်လယ်ရုပ်တရက်ကြီးလာမျိုးဖြစ်နိုင်ပြီးတော့ပင်လယ်တမီတာလောက်မြင့်တက်တာနဲ့မာရှယ်ကျွန်းစုရဲ့မြို့တော်မာဂျူရိုကအဆောက်ဦး40ခန်းလုံးရေလွှမ်းမှုခံရနိုင်ပါတယ်ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာရေလွှမ်းမှုကြောင့်မာရှယ်ကျွန်းစုကကျွန်းတော်များများ ကွယ်ပြောက်သွားကြတယ်။2050ခုနှစ်ရောက်ရင်မာရှယ်ကျွန်းစုကအလုံးစုံပျောက်ကွယ်သွားမယ်ဆိုပြီးတိမ်မြန်မြညာရှင်တွေကလည်းခံပန်းထားကြပါတယ်။တစ်ချိန်လုံးကဘယ်သူမှမသိတဲ့အမေရိကန်နျူကလ িয়ার စမ်းသပ်ခံနေရာလေးကျွန်းစုလေးတွေတဖြည်းဖြည်းချင်းပျောက်ကွယ်နေပေမဲ့ဘောလုံးအားကစားနည်းနဲ့အတူ노ကြာရှင်သန်နေတဲ့နေရာလေးမာရှယ်ကျွန်းစုအကြောင်းဟာစိတ်ဝင်စားစရာပါ။